ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ပြားရှင်းပြပြတော်မူပါဟုတ်ပြီဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူတွေချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲ ဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်။လူဘာကြောင့်ဖြစ်ရတယ်လဲ၊ကမာကြီးဘာကြောင့်ရှိနေရတယ်လဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖြန်းစင်းလို့ဆိုနေတယ်။အကြောင်းကိုသူရှာတယ်။မှန်ပါဗျာ။တကူရှင်ကဖြန်းစင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့လေအိတ်တရနေမနဝါရလို့ခေါ်တယ်။မှန်ပါဗျာ။အိတ်တရဆိုတာကမာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမနာ ตู้เสด็ได้ยาพันเลยไรเลย